တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရမယ့်ဇလန်းလေးပါတယ်။ဟောဒီနောက်ရည်ရံရဲ့ activity တွေပြီးတော့ဒီဝန်ထမ်းတွေရဲ့ဒီနေ့တာလောရတဲ့အခက်အခဲတွေလှုပ်ဆောင်မှုတွေပုံလုံးတော့ပေါင်းတော့လိုက်ထားတာပေါ့နော်။တကယ်ကိုဟာလာတကယ်စစ်သားဘုရားခံစားချက်တွေလည်းတွေ့ကြုံရမယ်။မြောက်ရည်ရုံမြင့်တန်ကြားရဲ့ပလဲရုတိရောက်လာပြီဆိုတဲ့ဟာကိုလည်းဂုံယူစွာနဲ့ကျွန်တော်တို့ကြည့်ရှုရမယ့်ဇလန်းလေးတွေဖြစ်ပါတယ်ဆိုတော့ဟုတ်ကဲ့။ ဲ့လိုကရင်ချစ်သက်ပြည့်တဲ့ကြီးအားလုံးမင်္ဂလာပါ။ရွှေရအခုဆိုလို့ရှိရင်ရိုက်ခွင့်တစ်ခုရောက်ရှိနေရပဲဖြစ်ပါတယ်။အဲဆက်ပြီးတော့ရွှေနဲ့လေ့လာကြည့်လိုက်ရအောင်။လိုက်ခဲ့ကြအောင်။ ပေါ့နော်ဆရာပေါ့နော်ဒီဇလန်းလေးကိုဖန်တီးသူတယောက်နေနဲ့ကိုယ့်ရဲ့ဇလန်းလေးကိုအသက်သွင်းတဲ့အခါမှာပေါ့နော်ရလာတဲ့အတွေ့အကြုံလေးနဲ့ကိုယ့်ရဲ့ရင်ထဲမှာခံစားရတဲ့ခံစားချက်လေးကိုလည်းပြည့်စုံကြုံမျှဝေပေးပါဦးရှင်ဟုတ်ကဲ့ဒါကတော့ကျွန်တော်ဘွားနဲ့ဒစိတ်ဒီတာတပိုင်းဆိုတော့ရုပ်ချင်ရတော့ရုပ်ချင်လိုပဲပေါ့နော်ဒါမဲ့အမှန်တကယ်ဟလာလိုက်ပါကျွန်တော်တိတိကြုံခဲ့ရတဲ့အတွေ့အကြုံတို့တို့ချို့ကိစ္စတွေကြရတယ်ဟလာရောက် ကြက်နေတာပေါ့ထို့ကြတော့လေတချို့ကိစ္စလေးတချို့အားလေးကြတချို့အကြောင်းအရာလေးကြတော့ရောက်အောင်မြန်နေနဲ့အကြောင်းအရာရှိတဲ့အတွက်ကိုကျွန်တော်တို့ဇလန်တဘောအတူကြရတဲ့ရုပ်ရှင်လို့ကြည့်ရတာရုပ်ရှင်လို့ကြည့်ရတာတကယ်တော့ဒီလိုလေးတော့ကျွန်တော်ရှိပါတယ်။ဘာပြောကိုယ့်ရဲ့ဟာလာခံကြီးထားတဲ့ကိုယ့်ရဲ့ဇလန်လေးကိုဒီလိုအကောင့်ထဲပေါ်လာတော့လေကျွန်တော်ဝမ်းသာပြီးဖြစ်ရတာပေါ့ဒီလိုဟာလာပြီးရင်လည်းမြားဒီအတွက်ကိုလည်းကျွန်တော်ဂုံယူစွာနဲ့ဒီလိုရည်သားခွင့်ရတယ်ဒီလိုရကူးခွင့်ရတဲ့အတွက်လည်းအများကြီးဒါဝမ်းသာဂုံယူပြီးပါတယ် ကဲပါဟုတ်ဒီကနေပေါ့နော်ပြည်သက်ကြိုဘာများများဝယ်ပေးစီမှာတည်းလဲရှင်ဟုတ်ပြည်သက်ကြိုတော့ဒီဟာကတော့ဒီဆက်ကားလေးကတော့ခန်းစားချက်နဲ့အတူတကယ်ကိုထင်းချီမိမိအဲဒါတွေဒါတွေမင်းသားတွေမင်းသမီးတွေအကုန်လုံးကြိုးစားထားတာဖြစ်တဲ့တော့ကျွန်내ပါဝင်တဲ့စစ်တီတွေအကုန်လုံးကြိုးစားနဲ့ရည်ကူးထားတာဖြစ်တဲ့တော့ကိုစောင့်ကြည့်ပေးပါနော်တကယ်ကိုရင်ထဲကိုထိပါလေတကယ်ကိုဟာလာတကယ်စစ်သားဘုရားခန်းစားချက်တွေလည်းတွေ့ကြုံရမယ်မြောက်လူရုံမီတန်ကြရဲ့ပလဲရုရောက်လာပြီဆိုတော့အားလို့လေဂုံယူစွာနဲ့ကျွန်တော်တို့ကြည့်ရှုရမယ်ဇလံလေးတို့ဖြစ်ပါတယ်ဆိုတော့ Thank you. ဆိုရင်ရွှေရည်ဒီတော်ရင်းနေရာတစ်ခုရောက်ရှိနေရပဲဖြစ်ပါတယ်။စစ်သည်တို့အရင်တော့အမြင်တွေ့နေရတယ်ပေါ့နော်။ပုံစံမျိုးနဲ့မတူဘဲနဲ့ထူးခြားတဲ့အသွင်ပြင်တဲ့နဲ့ထပ်မံရောက်ရှိလို့လာပါပြီ။အဲ့တော့စစ်သည်တို့အားလုံးကဒီဗီဒီယိုလေးကိုကြောက်မသွားမယ်နဲ့အဆုံးထိကြည့်ပေးကြပါအောင်နော်။ င်္ဂလာပါမင်္ဂလာပါဆရာအခုဇလန်းရိုက်ခွေးရဲ့အကြောင်းလေးကိုပြောပြပေးပါအောင်ရူစာကဟောပေါ့ဘယ်လိုမျိုးကြီးဟုတ်တယ်130ပြည့်လေးပြီးတော့ပို့ဟုတ်ကဲ့ဆရာအဓိကတိုက်တာရောနော်ဟုတ်ကဲ့ဆရာတကယ်ဖြစ်ခဲ့တဲ့ဖြစ်ရမယ့်ဇလန်းလေးပါတယ်ဟောဒီငါးရီရုပ်တံရဲ့အဓိပတိတွေပြီးတော့ဒီဝန်ထမ်းတွေရဲ့ဒီနေ့တာလောရတဲ့အခက်ခဲတွေလှုပ်ဆောင်မှုတွေပုံလုံးတော့ပေါင်းတော့ရိုက်ထားတာပေါ့နော်ဟုတ်ကဲ့ဆရာအခုရိုက်ခွေးရရဲပေါ့နော်ရိုက်ခွေးအတွေ့အကြုံလေးလည်းပြည့်တဲ့ကြုံမျှဝေပေးပါအောင်ရှင်ရိုက်ခွေးအတွေ့အကြုံကတော့ တော်တော့တင်ငိုင်လဲရပါတယ်တင်ငိုင်ပဲရတော့လူနေနေနဲ့မဟုတ်ဘူးကျွန်တော်ကလူအများကြီးနဲ့လောရတဲ့ခါကျတော့လေဟိုကိုကြီးရနိုင်တဲ့ဟာကြီးရှိတယ်ဒါတော့အချိန်ပေါ့နော်ကိုလိုချင်တဲ့အချိန်ကိုလိုချင်တဲ့ရုပ်ရဖို့တော့ကိုအချိန်ပေးပြီးတော့လောရတဲ့ကဏ္ဍလေးလည်းရှိတယ်နောက်တစ်ခါဒီညဘက်ကြီးရရတဲ့ခါကျမှကျတော့လေပြင်မကြတယ်ပေါ့ဟုတ်ကဲ့ပြင်မကြတယ်ကျွန်တော်ကလည်းပြင်မနေတယ် ဟုတ်ကဲ့ဆရာ။ဒါပေမဲ့တစ်ခွက်လုံးကပင်မန်းနေလို့လည်းမထားပါဘူးအကုန်လုံးကမာမန်းတွေရောခရူတွေရောမီးတွေရောလည်းမီးအကုန်လုံးတနေ့နောက်ကအဆုံးဘက်ဆိုင်ကပင်လုတဲ့လူတွေရောအကုန်လုံးအလုံးဝိုင်းတက်နေလို့လည်းကားကြတယ်။